တတိယတောင်နဲ့ချစ်ကြိုက်နေတယ်လို့ဆိုပြီးသိကျင်နေကြတဲ့သူတို့အတွက်အခြေအကျင်တွေကိုချပြမယ်မိမြင့်မို့ပရိသတ်များအလုံးမင်္ဂလာပါရှင်ရွှေမန်းလေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပရိသတ်တွေသိကျင်နေကြတဲ့သူမရဲ့အခြေအကျင်တွေကိုပရိသတ်တွေတည်အောင်ပွင့်လင်းစွာပြောပြလာသူကတော့တရုတ်ဆောင်မိမြင့်မို့ဖြစ်ပါတယ်မင်းမြမောက MRTV4 မင်းသမီးတွေအားလုံးတဲမှာအအောင်မြင်ဆုံးနဲ့ပထမဆုံးအကယ်ဒမီစုကြီးကိုတင်ပိုက်ရရှိထားတဲ့မင်းသမီးအဖြစ်စံချိန်တင်ထားခဲ့သူပါ ဒါကလည်းမင်းမြို့ကဘလူဇက်ရုံမျိုးမှမစို့အကောင်ဆုံးတရုပ်ဆောင်နိုင်ခဲ့ပြီးတော့ဘလူဇက်ကောင်မျိုးနဲ့မစို့ပရိသတ်တွေရဲ့ရင်ထဲကိုရောက်ရှိအောင်စွမ်းဆောင်နိုင်တဲ့တရုပ်ဆောင်မင်းသမီးလေးဖြစ်လို့ပါမင်းမြို့ကအနုပညာပိုင်းမှာသာမကပါဘူးစီးပွားရေးအနေနဲ့ဆိုရင်လေကိုပိုင်ဟိုတယ်ကြီးကိုပါတိစောက်ထားခဲ့ပြီးတော့အရန်ကိုအောင်မြင်ကြကြတဲ့တထေးမကြီးဖြစ်ရည်တည်နိုင်ခဲ့ပါတရုတ်ဆောင်မင်းမြို့ကဒီလိုမျိုးအဖက်ဖက်ကနေပြည်ပြေဆောင်နေတဲ့သူမရဲ့အခြေအနေကြောင့်သူမအနေနဲ့အိမ်ထောင်ဘက်လက်တွဲဘော်ကိုလည်းစဉ်းစားပြီးတော့ရွေးချယ်သွားတော့မယ့်အကြောင်းအသိပေးလာခဲ့ပါတယ် တချို့တွေကမင်းသမီးမင်းမို့ကမင်းသားအေးချမ်းမောင်နဲ့ချစ်သူတွေဖြစ်နေကြပြီဆိုပြီးတော့တင်ကြေးပေးမှုတွေရှိပါတယ်။ဒါကလည်းသူတို့နှစ်ယောက်စလုံးကအရင်လေးလိုက်ဖက်လွန်လာတယ်လို့ဇန်ကားရီမှာအတူတကွာတရုပ်ဆောင်ရမယ့်ချိန်မှလည်းတကယ်ကိုအသက်ဝင်ပြီးပြင်အောင်တရုပ်ဆောင်နိုင်ခဲ့ကြတဲ့သူတွေဖြစ်တာအကြောင်းမှာ အရက်ဆက်ဆုံးအနံ့ရုံးရှင်ဇက်ကားမှာဆိုရင်နှစ်ယောက်သားအနံ့စစ်တွေနဲ့ဖလှယ်ခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်သူတို့အနေနဲ့အပြင်လောကမှာလည်းအမှန်တကယ်ကိုချစ်သူတွေဖြစ်နေကြပြီဆိုပြီးသတင်းတွေကအများအပြားပြန့်နှံ့နေတာဖြစ်ပါတယ်။ဒီတရင်ကအရန်ကိုပြန့်နှံ့နေခဲ့ပြီးတော့ထိန်းလို့မရတော့တာကြောင့်မင်းမြမကိုယ်တိုင်ကပြန်လဲဖြစ်ရှင်းခဲ့ရတာပါ သူမအနေနဲ့အေးချမ်းမောင်နဲ့အမှန်တကယ်တွဲနေရဆိုရင်တွဲနေတွဲနေရအကြောင်းမတွဲရင်မတွဲဘူးဆိုတဲ့အကြောင်းတွေကိုပုံပွင့်လင်းလင်းနဲ့ပရိသတ်တွေကိုအတိပေးသွားမှာလို့ဆိုပါရယ်။ဒါအပြင်တချို့ကလည်းမင်းမြင့်မို့ဟာထိတ်တန်းခရိုနီတထေးကြီးတဦးနဲ့ချစ်ကြိုက်နေရဆိုတဲ့သတင်းတွေလည်းကြားသိရပါရယ်။ဒါပေမဲ့မင်းမြင့်မို့ကတော့အခုလက်ရှိသူမရဲ့အခြေအနေနဲ့ပတ်သက်ပြီးရောသတင်းမှားတွေကို ပြတ်သားစွာညှင်းဆိုလာခဲ့ပါရယ်။ ကောလာဟလာတွေတရင်အမားတွေကိုလုံးဝမယုံကြည်ပဲသူမရဲ့ပါဇက်ကတရားဝင်ဖွင့်ဟဝင်ခံတဲ့ကိစ္စကိုယုံကြည်ပေးထားဖို့အတွက်လည်းပြည်သက်တွေကိုတောင်းဆိုခဲ့ပါတယ်။အနုပညာရှင်တွေမှလည်းချစ်ခင်အားပေးရသူတွေရှိသလိုမနာလိုမုန်းတီးကြတဲ့သူတွေရှိတဲ့အတွက်တရင်အမားတွေကိုရှောက်ဖြန့်ပြီးတော့မုန်းတီးတဲ့သူတွေပို့ပြီးတော့တိုးမလာစေချင်တာကြောင့်အခုလိုရှင်းပြခဲ့ရပဲဖြစ်ပါတယ်။ ဒီမရဲ့ချစ်သူကိုတော့တိတ်မကြခင်ပါပဲပရိသတ်တွေတည်အောင်လို့တရားဝင်ချပြသွားမှာဖြစ်ပါတယ်လက်ရှိမှာထင်နေကြသလိုမျိုးမင်းသားအေးချမ်းမောင်ရဲ့အခြေတင်ကတော့သတင်းအမှားတွေသာဖြစ်ပြီးတော့ဒါရီကိုပုံကြီးချက်ပြီးတော့ရှောင်မပြောချဖို့အတိပေးလာခဲ့ပါတယ်အေးချမ်းမောင်ကလည်းလက်ရှိမှာဆိုရင်လူကြိုက်များပြီးတော့နာမည်ကြီးနေတဲ့မင်းသားတလက်ဖြစ်တဲ့အတွက်မလိုအပ်တဲ့သတင်းမှားတွေနဲ့မနာလိုမုန်တရားတွေကိုမခံချင်တာကြောင့်ပြတ်သားစွာပြောလာခဲ့ပါတယ် ဒီလိုပြောလာတဲ့အခါမှာတော့မင်းသမီးမင်းမြင့်မို့ရဲ့အချစ်ကိုရရှိပိုင်ဆိုင်သွားတဲ့ကံကောင်းတဲ့သူကဘယ်သူများဖြစ်မလဲဆိုပြီးတော့အလုံးကားတော့စိတ်ဝင်စားနေခဲ့ကြပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့အနေနဲ့ရောမကြခင်မှာခြားပြလာတော့မယ်ဆိုတဲ့မင်းမြင့်မို့ရဲ့ချစ်သူရေးစာလက်တွဲပေါ်ကဘယ်သူများဖြစ်မယ်လို့ထင်လဲဆိုတာပြောပြခဲ့ပါအောင်ရှင်အစောနေ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်